ကက်စမီရိုဗာရန်နဲ့ရိုနီဒိုတို့ကိုခေါ်ယူခဲ့တဲ့ဥက္ကလိုမျိုးကစားမဝေမှုတွေကိုအုံနှောင်းမဲ့ရှောက်လို့တော့မှမဟုတ်တဲ့ United ပြည်သမ ्या လုံးမဲ့မင်္ဂလာပါမြောက်မန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ် United အနေနဲ့လာမယ့်ပြောင်းရွှေ့ဈေးကွက်မှာရခင်ကလိုမျိုးကက်စမီရိုဗာရန်နဲ့ရိုနီဒိုလိုတက်ကြီးပိုင်းဝါရင်နာမည်ကြီးကစားမတွေကိုစေကြီးပေးလာစားအများကြီးပေးပြီးတော့ခေါ်ရာမျိုးလောက်တော့မှမဟုတ်တော့ဘူးလို့ဆုံးဖြတ်ထားပါတယ်အတင်းကိုငွေကြေးရရောအားကစားအရပါငွေရင်းမှုပြောတဲ့အနေထားရောက်အောင်ရည်ရှိမျှော်မှန်းပြီး လူငယ်နဲ့အသက်အရွယ်မရွေးစွမ်းဆောင်ရည်ကောင်းရှိသူတွေကိုစနစ်တကျရင်းနှီးမြှုပ်နှံမဲ့လမ်းကြောင်းပေါ်ရောက်ရှိနိုင်အောင်လို့ခြေလမ်းစတင်နေပြီလို့လည်းဆိုနိုင်တာဖြစ်ပါသည်။လက်လုံးမှာဆောင်ရွက်ချက်တွေရ United ရဲ့ငွေကြေးဖြူဟာမှာရှင်းလင်းတဲ့ဥတီချက်တွေရှိလာပါပြီ။အတိတ်မှာတော့ Gasmero နဲ့ Ronaldo တို့လိုကစားမကြီးတွေရဲ့မြင်မာတွေလာစာတွေကြောင့်အတင်းတွင်းလာစာမျှတမှုမရှိတော့ဘဲနဲ့ကြီးမားတဲ့ကွာဟမှုတွေဖြစ်ခဲ့ရပါတယ်။အလိုကွာဟမှုတွေကအတင်းတွင်းညီညွတ်မှုကို ထိခိုက်စေနိုင်ပြီးငွေကြေးဆိုင်ရာဝင်ထုတ်ဝင်ပို့လည်းကြီးမားခဲ့ပါတယ်။ အခုခါလာဇာစနစ်ကိုဘိုဘရဟန်ချက်ညီအောင်ပြန်လည်ချမှတ်ထားပါရီအသက်ခွန်ယူမဲ့ကစားမရီလာဇာကိုအသင်းလက်ရှိကစားမရီနဲ့မျှတအောင်သတ်မှတ်ပေးထားပါရီအသက်23နှစ်အောက်လူငယ်ကစားမဟောင်းတွေကိုခေါ်ယူခြင်းအပြင်သူရဲ့တန်ဖိုးတက်လာမှုကနေအနာဂတ်မှာကြိုးမြတ်ရနေပါရီလက်ရှိဈေးကွက်မှာ United ရဲ့ကစားမရီရဲ့တန်ဖိုးကပုံမကောင်းမွန်လာပြီးတော့ဒါကအမှန်ကန်တဲ့စီမံခန့်ခွဲမှုရဲ့လက္ခဏာကောင်းတစ်ရက်ပါပဲစာရင် Redcliffe ဦးဆောင်တဲ့ Ineos အဖွဲ့ရဲ့ဝင်ရောက်လာမှုကအသင်းရဲ့ပြောင်းလဲကိုရှင်းမြင့်တင်ပေးခဲ့ပါရီ Ineos မှာဥရောပဘောလုံးဈေးကွက်ကိုနှက်ဆိုင်စွာနားလည်သူတွေရှိကြပါရီ အဲဒါကြောင့်မမြင်သာသေးတဲ့ဇွမ်းရည်ရှိလူငယ်လေးတွေကိုစောစီးစွာတည်ထားမိပြီးတော့ဝယ်ယူနိုင်ကြတာဖြစ်ပါတယ်။နောက်ပြီး data အခြေပြုဆုံးဖြတ်ချက်တွေကိုအခုနောက်ပိုင်းမှာတုံးဆွဲလာတာတွေ့ရပါတယ်။ခင်မီတဲ့ data ခွဲခြမ်းစိတ်ဖြာမှုနည်းပညာတွေကိုအသုံးပြုပြီးတော့ကစားမရှာဖွေလုပ်ငန်းစဉ်ကိုပုံမတိကျစေပါတယ်။ Ineos ရဲ့ UDG ချက်က3နှစ်ကနေ9နှစ်တွင်ပြိုင်ပွဲတည်တည်မှာချန်ပီယံစုတွေပြန်လည်ရရှိဖို့ဖြစ်ပါတယ်။ဒီ UDG အောင်မြင်မှုအတွက်အသင်းရဲ့အခြေခံအဆောက်အအုံလေ့ကျင့်ရေးစနစ်နဲ့လူငယ်စီစဉ်တွေကိုခင့်မိအောင်ဆင်းမြင့်တင်နေပါတယ်။ ောင်မြင်တဲ့အတင်းအသင်းမှာအသက်အရွယ်အလွန်အပေါင်းစုံဟန်ချက်ညီစွာရှိဖို့လိုအပ်ပါတယ်။ဘရူနိုဖာနန်ဒက်စ်လိုကစားသမားတွေကအသင်းအတွင်းကောင်းဆောင်မှုပေးနိုင်ပြီးတော့လူငယ်ကစားသမားတွေအတွက်ဆန္ဒမူနာကောင်းနေဖြစ်ပါတယ်။၂၂နှစ်ယောက်ကစားသမားကောင်းလေးကိုခေါ်ယူခြင်းအပြင်အသင်းရဲ့စွမ်းဆောင်ရည်ကိုလင်းမြန်စွာမြင့်တင်နိုင်ပါတယ်။အသင်းရဲ့အားနည်းနေတဲ့နေရာအတွက်ဦးစားပေးဖြစ်တင်ဝယ်ရမှုတွေပြုလုပ်ဖို့အတွက်ကိုပဲအဓိကစဉ်းစားထားတာကြောင့် United နဲ့သတင်းတွေထွက်တိုင်းလဲ United ကိုရောက်ဖို့ဆိုတာမသေးကြပါဘူး။ဒီလိုဖြစ်တင်းရှာမှာအသက်၂၅နှစ်ဝန်းကျင်စွမ်းရည်ပြေးသွားတဲ့ကစားသမားတွေကို ဦးစားပေးခေါ်ယူနေပါတယ်။ရတဲ့ဒီလမ်းကြောင်းတစ်ဟာအတိတ်ကမားရီကနေတင်ယူထားတာဖြစ်ပါတယ်။2023ရာသီမှာတော့ငါကက်စီဗာရန်ရော်နယ်ဒိုတို့လိုကစားသမားကြီးတွေကိုဝယ်ယူခဲ့ပြီးတော့လစာရီလည်းအများကြီးပေးခဲ့ရတာအသင်းရဲ့ဟန်ချက်ကလည်းသူတို့ပေါ်မှာပဲအဓိကမိခိုခဲ့ရပါတယ်။ဒီကစားသမားတွေတန်ရာရှိတဲ့အခါမှာအသင်းရဲ့စွမ်းဆောင်ရည်တိတိတတ်တာကြာရှင်းသွားတာကိုကြုံတွေ့ခဲ့ရပါတယ်။အစိုးရကစားသမားတွေကိုတန်ကြီးမြင့်မားစွာအသုံးပြုပြီးတော့ခေါ်ယူခြင်းလစာရီအများကြီးပေးထားခြင်းတို့ကြောင့် Financial Fair Play FFP စီမင်းနေနဲ့ပတ်သက်ပြီးအခက်အခဲတွေရင်ဆိုင်ခဲ့ရပါတယ်။ အသင်းရဲ့ရေရှည်ငွေကြေးကျန်းမာရေးအတွက်ဒါက3ပေးချက်တစ်ရက်ဖြစ်ခဲ့ရပါတယ်။ Man City, Liverpool နဲ့ Arsenal တို့လိုအသင်းတွေရဲ့အောင်မြင်မှုပုံစံကို United ကလေ့လာနေပါတယ်။ဒီအသင်းတွေလိုဒီငယ်နဲ့အသင်းဖွဲ့စည်းမှုနဲ့ငွေကြေးစီမံခန့်ခွဲမှုစနစ်ရှိဖို့ကြိုးစားနေပါတယ်။နောက်တစ်ရက်ပြောင်းရွှေ့ပြူဟာအသစ်ကအသင်းရဲ့တမိုင်းမှာရေးပါတဲ့ချိုးကွေးမှုတစ်ခုဖြစ်ပါတယ်။လက်ရှိဆောင်ရွက်နေတဲ့ပြူဟာကအသင်းကိုပုံမကောင်းမွန်တဲ့အနာဂတ်စီကိုဥတီခေါ်ဆောင်သွားနိုင်မယ်မှန်ကန်တဲ့အခြေလမ်းတစ်ရက်ဖြစ်ပါတယ်။ဒီလမ်းကြောင်းအသစ်အောက်မှာ United ကပြည်သက်တွေမျောလင့်နေရတဲ့အောင်ပွဲကိုပြန်လည်ရရှိလာနိုင်မယ်လို့ မျော်လင့်မိကြပါခင်ဗျာညီကတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာစုံထိပ်လိုက်ပါကြီးရှူပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ